န်းစီရမိတဲ့တစ်တွေကိုပြပတင်ပို့ခြင်းမလုပ်ဘဲပြည်တွင်းမှာပဲအသုံးပြုဖို့အတွက်မြန်မာတစ်လုံငန်းကစီစဉ်နေပါတယ်။ဥထွန်းထွန်းသိမ့်တည်ရန်ပြပို့ထားပါရရှင်။လက်ရှိမှာမြန်မာနိုင်ငံကတူတူကိုစင်ကာပူနိုင်ငံကနေတဆင့်ဥရောပနိုင်ငံတွေကိုတင်ပို့နေတာဖြစ်ပြီးဖန်းစီရမိတဲ့တစ်တွေကိုပြပတင်ပို့ခြင်းမပြုလုပ်ဘဲပြည်တွင်းမှာပဲအသုံးပြုဖို့အတွက်မြန်မာတစ်လုံငန်းကစီစဉ်နေတာပါ။လက်ရှိမှာလည်းမြန်မာတစ်တွေကိုတရားဝင်ဖြစ်ကြောင်းအာမခံစနစ်ဆောင်ရွက်ဖို့အတွက်ကမ္ဘာဆောင်ရည်ခါဖွင့်တဲ့ယောဘသမဂ္ဂတို့ရဲ့အထောက်ပံ့နဲ့ဆောင်ရွက်နေပါလေ တော့ကျွန်တော်တို့ဒီဖန်ဆီးရမယ့်တက်မြောင်လွှဲပြောင်းပေးလိုက်တဲ့ဒီတက်တွေကိုပြန်လည်ရောင်းချတဲ့ခါမှာမြန်မာတက်လုပ်ငန်းကဒီအရေးရခင်တုန်းကတော့မြန်မာတက်လုပ်ငန်းကပြန်လည်ရောင်းချပေးပြီးရင်ဒီခိပတင်ဖို့ခွင့်ရပါတယ်အဲခုလက်ရှိမှာတော့ကျွန်တော်တို့ကဒီဖန်ဆီးရမယ့်တက်တွေကိုလွှဲပြောင်းပေးခဲ့ပြီးရင်ဒီတက်တွေကိုခိပတင်ဖို့ခွင့်မပြုဘဲနဲ့ပြည်တွင်း local consumption ကိုဒါအသုံးပြုဖို့တဲ့ကျွန်တော်ဝင်ရထနာမူဝါဒချမှတ်တာရှိပါတယ်ဒါကြောင့်နောက်ပိုင်းမှာမြန်မာ အဲတတော်စီတနာဖန်စီရမယ်တက်မှန်နေများဒီမြတ်တယ်လောငန်းလွှဲပြီးတော့လဲလွှဲပြီးတော့ပြန်လည်ရောင်းချမယ်ဆိုရင်လည်းပြည်တွင်းမှာပဲတုံးရပါမယ်ပြည်ပောက်ကိုတင်ဖို့တဲ့ထဲကိုကျွန်တော်တို့ရောနောတင်မှုကိုမဖြစ်ပါဘူးမြန်မာနိုင်ငံမှာနေပေါင်းများစွာဖြစ်ပေါ်နေတဲ့တော်တော်ပြုံးတိမှုကိုပြန်လည်ထိန်းသိမ်းဖို့အတွက်လက်ရှိအစိုးရတက်လက်ထက်မှာပြုလုပ်ဖို့လိုအပ်နေပါတယ်တက်တော်ဝန်ထမ်းမလုံလောက်မှုမရှိတာကလည်းတိခေါထုံးမှုကိုတိရောက်စွာတားဆီးဖို့ခက်ခဲနေစေဖြစ်တယ်လို့တတော်ရည်ရာကျွမ်းစင်လူတွေကပြောဆိုပါတယ်။ပထမဆုံးအားနည်းချက်ကတော့တတော်တွေထဲမှာတတော်ဝန်ထမ်းတွေအချင်းချင်း နေထိုင်သွားလာလှုပ်ရှားအလုပ်လုပ်နေတော့မရှိတာနံပါတ်1အဲ့တော့ခိုးတဲ့လူတွေကတော်တဲ့ဝင်စိတ်တန်းကခိုးပြီးမှအပြင်ထွက်လာတာကြောင့်မှစောင့်ဖမ်းတဲ့ဟာဒီတစ်တော်တဲ့ရေချေးရေရှည်တီတော့အုပ်ချုပ်တဲ့စနစ်ဟုတ်ကဲ့လားလို့မေဝန်းထုတ်ပြန်ရှိလာတာပေါ့ညီမနိုင်ငံမှာတစ်ခိုးထုတ်တာတောင်ယာမီးချိုတာတွေကြောင့်ရောင်းဆောင်ဟာကိုနေကပတ်တော်တော်ပြုံးတိမှုအများဆုံးဆင်နိုင်ငံအဆင့်မှာမြန်မာနိုင်ငံကအဆင့်၃နေရာမှာရပ်တည်နေခဲ့ပြီး၂၅နှစ်တာကာလအတွင်းကပတ်တော်တော်ပြုံးတိမှုအများဆုံးနိုင်ငံအဆင့်မှာ ်ယနေ့တိုင်းပါဝင်နေဆဲဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ